္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမတမိုင်းထဲမှာတန်တူလခေါ်သတင်းကျုလအကြောင်းနဲ့ခေဆက်ဆက်ကသတင်းကျုပွဲတော်ကျင်းပခဲ့ကြပုံတမိုင်းကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် တရင်ကျွလဟာမြမဆနလာရာသီများတွင်တတမလာဖြစ်ပြီးဥရုတုံးမတဲ့တွင်မိုးဥရုနိုင်ပါဝင်ခဲ့ပါတယ်ရှေခေခါကတရင်ကျွလဟူ၍ရေးထိုးခြင်းမရှိ ခေါ်ဝေါ်ခြင်းမရှိပဲတန်တူလဟူသာ ခေါ်ဆို ရေးသားကြတာကိုပကံခေကြောက်စာများတဲ့၌တွေ့ရှိရပါတယ်တန်တူလအတိတ်ပဲမှာဝတ္တမိုးဥရုရာသီကိုတန်ဟူ၍ရှေ့သူဟောင်းတို့ ခေါ်ကြသည်ဟုဝါရလီနတ်ထဒီပတိကျမ်း၌ပြဆိုခဲ့ပြီး သတင်းကြိုလာသည်မူရူ၏နောက်ပိုင်းအချိန်ကာလတစ်ခုဖြစ်ခဲ့ပါသည်မြမသမိုင်းပညာရှင်ဆရာကြီးဒေါက်တာတန်ထွန်း၏အဆိုအရမြမပြက်ကလေး၏ခုနှစ်လမြောက်တန်တူသတင်းကြိုမှာစက်တင်ဘာလအောက်တိုဘာလတွင် ကြာရောက်ပါသည် တန်ဟာစဘာပင်ကိုရည်ညွှန်းနေတူဟာထူဖြစ်ပြီးစဘာပင်များထူထူထောင်ထောင်ပေါက်ရောက်လျက်ရှိပြီလို့ဆိုလိုပါတယ်အဲ့ဒီလိုအပင်တွေအောင်မြင်လို့ပျော်ပွဲရှင်ပွဲတွေ လုပ်တဲ့ယခုကာလမှာသတင်းကြုတ်ခေါ်တာဟာရဟန်းတန်ဃာတွေဝါဆိုကြရာကပြီးဆုံးပြီလို့အတိတ်ပဲရတယ်ဒီလရဲ့အထိတ်မှပန်းဟာကြာပြူဖြစ်တယ်ဆိုပြီးခေဦးမြမပြက်ကရင်ခရစ်စတရာစုနဲ့စာတမ်းမှာဖော်ပြခဲ့ပါဗျာ ပကံခစ်ထိုးကြောက်စာတို့တွင်တရင်ကျုပ်ဟူသောစကားကိုမတွေ့ရသလောက်ပင်ရှိပြီးခရစ်နှစ်1217 AD 73ရာစုဦးမြန်မာတက္ကရာ954ခုနှစ်ထို တူရင်တောင်ဆောရဟန်းတိန်ချောင်းကျောက်စာတွင်စာသားတနေရာ၌သာတရင်ချို့ဟုသောအတုံးကို ရှေးဦးဆုံးတွေ့ရှိခဲ့ရပါသည်။တရင်ချို့ဟုသောစကားဟာတရင်သီလစောင့်ထိန်သူတို့က ချွတ်လွတ်ကုန်ဆုံးတဲ့အချိန်လိုအနတ်သဘောတွင်ပြီးတရင်ချို့နှင့်ဝါချို့ဟုသောစကားကိုဖတ်တွဲ၍တရင်ချို့ဟုသောစကားဖြစ်ပေါ်လာတယ်လို့ယူဆခဲ့ကြပါသည်။ ဖြေသိမ်းအတွင်းဝရေးဝေါ်ဟာရလီနတ်ထဒီပနီကျန်းနိုင်တရင်ကျွလခေါ်ဆိုဒီမှာဝါဆိုလာပြင်းနေမှာစာရွေးဝါရင်း3လရက်ပေါင်း90တရင်ကျွလာပြေကျော်တရက်နေ့တရင်ကျွတော့ကြောင်းတရင်ကျွလဟူ၍သာသနာကျမ်းအလိုအရခေါ်ဆိုကြောင်းဖော်ပြခဲ့ပါတယ်။နက္ခတဘေးတဲ့အခေါ်အားဖြင့်တရင်ကျွလကိုတူရသည်ဟုခေါ်လေးရှိပြီးတူရသည်အယုတ်သည်ချင်းဝင်ကိုင်းဆွဲသောယောက်ျားတရံဖြစ်ကထိုရာသီက အတာဝနီနက်ခတ်နဲ့ရှင်၍လပြေသောကြောင့်အတာယူဇာဟူ၍လည်းခေါ်ဆိုခဲ့ကြပါတယ်။ကြေတာယာထွန်ပါသည့်တရင်ကျွတ်လရာသည်တွင်နက်နက်7နာရီ9နာရီ55မိနစ်ခန့်တွင်နေထွက်၍ညနေ7နာရီ9နာရီ38မိနစ်ခန့်တွင်နေဝင်သည်။မြန်မာနာရီအပြင်နေညနာရီ30စီအညီအမျှရှိလေသည်။တရင်ကျွတ်လတွင်မြတ်စွာဘုရားသခင်နှင့်ပြီမှဆင်းသက်ခဲ့မှုသည်ကိုအကြောင်းပြု၍မိဆောင်နှံမိမြင့်မှုများထွန်းညီကမိဘွဲသဘင်ကိုစည်ရင်ကျပကြရို့ဖြစ်လေသည်။ ်တရင်ကျွလိုက် ရာဒီပန်းမှာကြာပန်းဖြစ်ပါတယ်ကြာပန်းကိုတရင်ကျွလိုက်ရာဒီပန်းဖြင့်အတိမတ်ပြုကြသည်စာပေအထောက်အထားများအရအစောဆုံးတွေ့ရှိရသည့်အထောက်အထားမှာအင်းဝခေ၌ဖြစ်ပြီးအင်းဝခေ၏စာဆိုတော်တူဖြစ်သည့်ရှေဦးညူမှရေးဆက်ခဲ့ခြင်းဖြစ်ပါတယ်စာဆိုရှေဦးညူဟာဂါရာ60ပြုတ်ကိုမြန်မာတက်ကြရ869ကိုခရစ်နှစ်1952ခုနှစ်၌ရေးသားခဲ့ပြီးထိုထဲ၌ပြန်မောနန်းသာ9မီကြာတော့ငုံအားဆွဲ့ဆွဲ့ရေးထက်မြင့်၍ လှတင်ပွားပွားကုမုဒ္ဒဟုလွတ်လွတ်ဖိတ်ဖိတ်ပုံနေရင်နဲ့ကောင်းစိတ်ရှင်စွာဘရုံမာတို့တန်တာနှင်းပန်းဆွေဆွေဆွမ်းသာရောင်ထုံးရွှေဝါဤသည့်ကြမှုများစွာချက်စင်လှိုင်းထွေပွေဟုဆက်ဆိုခဲ့ပါတယ်။ယခုတင်ပြခဲ့သည့်ရှင်ဦးညူဤဂါရာ60ပြိုထဲမှအပိုက်အားဆရာကြီးမင်းသူဝမစကပြေပြန်ဆိုရ၌မိုးကုံ၍ဝါလာကိလို့တရင်ကျွတ်ကကောင်းငင်လဲပြာစာ နေအောင်ကြီးလဲပြာစာ ချေခဲလက်ခင်းလဲတာစားတွင်၅ပါးသောကြာတို့ပွက်လန်းကြသည်မှာ ၆တွေ့ကြည်လင်သောဥရုကိုတပြောတပားကြီးစီကြိုတကဲ့သို့ရှိလေတော့သည်ရေကန်၌ရေခတ်လာကြသော လူလင်ပြိုလုံးမပြိုတို့၏စိတ်ကိုတာယာရွှင်မြူးစေလို၍ကြာပန်းများပူဝင်ကြသည်ဟုယူဆနိုင်သလိုတာဝရိန်သာမပြန်ကြွလာသောဗုဒ္ဓဖျားရှင်အားတတိတယဖြင့်ဖူးခွင့်ကြသည်ဟုယူဆနိုင်ကြောင်းဆရာကြီးမင်းသူဝန်ကရေးသားခဲ့ပါသည်ကုန်းမောင်ခေမြမမင်းများလက်ထက်ခေခါကမူတရင်ကျိုးလာတွင်မင်းသားမင်းမြေမူတော်မတ်တော်တို့၏အစဉ်အစာများကိုအစ်စ်လဲလဲပြတော်မူခြင်းလ က်ဆောင်တော်များကိုကြည်ရှုတိုင်းထွာစေခြင်းစီမီးမြို့ကိုထွန်းခြင်းဖျားစေတီများတွင်စီမီးပူဇော်ခြင်းဝါကျုအကြော့ခန့်ခြင်းတို့ကိုပြုခဲ့ကြတယ်လို့မှတ်သားခဲ့ရပါတယ် ကုန်းမောင်ခေတ်ကသတင်းကျအခါသမယနဲ့ပတ်သက်ပြီးဘိုးတော်ဖရားလက်ထက်မှာစာဆိုဖို့သူတော်ဦးမင်းဆက်ဆိုခဲ့ဒီမှာရွှေတန်းတောင်တော်ဦးမှာကိုယူးမြင့်မုံမီညီးတဲ့ခါချိန်ဆိုပြီးဆက်ဆိုခဲ့ပါတယ်အတိတ်ဘဲမှာရွှေတန်းတော်တောင်ဘက်မြင့်မုံတောင်တရဆောက်လုပ်ထားသောအဆောက်အဦတို့မှာမိရှုမိတိုင်တို့သည်လှပတင့်တယ်စွာဖြင့်ထုံလင်းတောက်ပနေခြင်းဖြစ်တယ်လို့ ။ဆရာကြီးမင်းသူဝန်ကစကားပြေပြန်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ဖိုးသူတော်ဦးမင်းကြီးကဗျာအထောက်ထားနဲ့အခြားသောအထောက်ထားများအရကုန်းမောင်ခေဘိုးတော်ဖရာလက်ထက်အခါကတေဝါတို့ဖြင့်မြင့်မိုတောင်တရံဆောက်လို့၍မိထွန်းကြီးပူဇော်လေးရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ထို့သောပွဲတော်များကျင်းပရခြင်းကိုထီတွင်နန်းတွင်၌မြင့်မိုပွဲမိမြင့်မိုပွဲဟုခေါ်လေးရှိပြီးမြို့ပြနှင့်ကျေးလက်ဒေသများ၌တာဝရင်သာပွဲဟုခေါ်လေးရှိကြောင်း တွေ့ရှိရပါတယ်။ ကုန်းမောင်ခင်အောင်တီဘောမင်းလက်ထက်၌ကျင်းပဘူးသည့်မိမြင့်မွေအကြောင်းကိုဆရာကြီးဥမ္မမောင်တင်ဤကုန်းမောင်ဆန်၌အကျယ်တဝင့်ဖော်ပြခဲ့ပါသည်ထိုအကြောင်းအရာမှာတဌာနမှတဌာနသို့တလန်းမှတလန်းသို့စင်းမြက်ထားခြေချင်းအပြင်တွားရောက်လှဲ့လဲကြည့်ရှုသောပြည်သက်တို့သည်တဦးနှင့်တဦးမရှောင်မလွဲ့သာရှိကြသည်အရရမီဆောင်တန်းလမ်းရှိတာတရာလျင်၃လုံးကြာမှန်မိအိမ်အလုံးရေ၄၈၀၀တညလျင်၄လဲကြာ၆ညသည့် ကြောက်ဖျောင်းနိုင်မောင်းတသန်းတသိန်း9200ကုန်သည်ဟုမှတ်တမ်းရေးသားခဲ့ပါတယ်။ကိုလိုနီခေတ်မရောက်မီကုန်းမောင်ခင်နှောင်းတိုင်အောင်မိမိမိုးဝဲအကြောင်းကိုအကြက်တဝင်းရေးသားကြတော့လေမြင့်မိုတောင်တို့ဖျားကြွပုံတာဝရင်သာမှပြန်ဆင်းလာပုံအကြောင်းကိုမူရေးသားခဲ့မှုကို မတွေ့ရှိခဲ့ရပါ ကိုလိုနီခေတ်တွင်တာဝရင်သာဆင်ဝဲကျဲမကြဖို့များကို လေ့လာတွေ့ရှိရသည့်များမှာရန်ကုန်မန္တလေးအစပြုသောမြို့ပြကြီးများတွင်တရင်ကျို့တာဝရင်သာဆင်ပွဲတော်အတွက်တိတ်ဆင်းတိမ်တက်အလှခန့်လေးရှိပြီးရသောငွေအင်အားကိုလိုက်၍ပေ20မှပေ50ပေ60မြင့်သောဝါးဆင်မြင့်ထိုးသည်ထိတ်တွင်ဘုခုနှစ်ဆင့်ပြတ်သက်ပါပြီးဗုဒ္ဓဘုရားရှင်ကိန့်ဝတ်ရန်ပလင်ထားသည်မြင့်မို့တောင်နှပါတွင်နဂါးကလုံးခုံမှန်ရက်ခခဏဘတို့အတီးတီးကင်းဆောင်ကြရာ အားလည်း90ထားသည်မြို့တောင်တစ်ဖက်တွင်ရွှေဆောင်နှံငွေဆောင်နှံဗထမများဆောင်နှံဆိုသောနက်လန်း30ကိုတာရင်သာမှလူပြည်ထိလှုပ်သည်ထို့သောမြို့တောင်ကိုလှုပ်ခိုင်အရက်သားကာလာသားတို့သည်တကြားမြမာမာတလိဝုဒကြုံစသိန်ခနဂါဂလုံခုံမန်ရက်ခကန္တပစသည့်ဇက်လိုက်အမျိုးမျိုးတို့ဖြင့်ဝင်ရောက်ကခုံတီဆိုကြရန်ဇက်တိုက်ကြရသည်အစီအစဉ်များပြည့်စုံ၍ပွဲတော်စသောနေ့၌ပထမဦးစွာဖျားဆင်းမှုတော်တစုကိုပိုင်ရထားတွင်တည်၍ဆောင် နန်တိုင်းတာဝရင်သာတို့ရောက်အောင်ညင်ညင်ညောင်းညောင်းအတိအမှုအကအခုစုံလင်စွာဖြင့်ဆက်နေဆွဲတင်သည်တရင်ကျို့လာပြင်းနေညတွင်ကဤတိုင်းပင်မြတ်စွာဘုရားသခင်သည်တာဝရင်သာမလူပြည်သူပြန်ကြတော်မူသည်။မြတ်မြတ်မာတို့ကမိရှုမိတိုင်ထွညိပူဇော်၍လိုက်ပို့ကြသည်။ပြစ္စသိန်ခနတ်သားကစောင်းတီးတေးဆို၍ပူဇော်သည်။ တခြားမြမတို့ကလည်းမိမိတို့ဆိုင်ရာစကားတို့ကို ပြောဆိုပူဇော်ကြသည် အာလိန်90ကနဂါကလုံစသည်တို့ကလည်းပူဇော်ကြသည်ကျေးစီတန်ခေါလောင်းတန်ခရုတင်းတန်တို့သည်လည်းတီးတန်မှုတ်တန်တီဆိုတန်တို့နှင့်ရော၍လှပြေရောင်ကြီးဖြင့်ပြည့်လျက်နေသော ကောင်းငင်တွင်လွင့်ပြန်တက်ကြွလျက်ရှိလေသည်လဲနေလျောင်းမင်းဆောင်မကြံထွက်လာကြသောပွဲကြီးပြိတ္တသည်လည်းကြိတ်ကြိတ်တို့၍သူထက်ငါအလူအယက်ဖျားသခင်ကြွဆင်းလာသည်ကို ကြည့်ယူဖူးမြော်လျက်ရှိသည်ဟုတွေ့ရှိရပါသည်ထို့ကဲ့သို့ကုန်းမောင်ခင်းနှင့်ကိုလိုနီခင်းနှောင်းပိုင်းကာလများ၌ဗုဒ္ဓဖျားရှင်တာဝရိန်သာတို့ကြွကြည်ကံတာဝရိန်သာမှစေကံများကိုဥရုယာတီနှင့်သက်ဆိုင်သောစာပေများ၌ဖော်ပြလေးမရှိတော့လေပကံခေနိုင်ယံပကြီးမသည်ကိုလိုနီခေတိတိုင်အောင်ခေဆက်ဆက်တိုင်းဗုဒ္ဓမြတ်စွာတာဝရိန်သာမှစေကံကိုထဲ့သွင်းဖော်ပြလေးရှိတာကိုယနေ့တိုင်ဖျားကူပထိုးအမျိုးမျိုး၌တွေ့မြင်နေရဆဲဖြစ်ပါတယ်ယခုချိန်၌မူအထက်၌ဖော်ပြခဲ့သောလရာတီကိုတရင်ကျော ာလာဟုခေါ်ဆိုလေးရှိပြီးမြမတို့ဤမိထုံးပွဲတော်အဖြစ်ထင်ရှားဆဲဖြစ်ပါတယ်။တာဝရင်သာစင်ပွဲမိမိမို့ဆောက်လုပ်ပူဇော်ပွဲများကတော့ပျောက်ွယ်တိတ်မြုပ်နေလျက်ရှိပါတယ်။သတင်းချိုလပြည့်ဟာဗုဒ္ဓဘာသာကျမ်းဂန်ရာအဘိဓမ္မာအခါတော်နေ့လည်းဖြစ်ပါတယ်။ရှိခဲ့အစင်ဆက်တိုင်းမြို့မွဲတော်ရင်သာဆင်းဝဲမကျင်းပါကြတော့လဲစီမီးထွန်ကြီးပူဇော်ခြင်းများကိုတော့လက်ခံကျင့်သုံးလျက်ရှိနေသေးပင်ဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးထုတ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပါရစေရှင်။